ပရိသတ်များအားလုံးမင်္ဂလာပါ KK Story ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုလေးမစခင်မှာ VPN လေးခံပြီးကြည့်ရှုပေးကြဖို့မေတ္တာရက်ခံပါတယ်နောက်ဆုံးတော့ငါရဲ့၄ယောက်မြောက်ရောင်းမှလည်းတီအင်ကထွက်သွားပြီအခုတော့ငါတီအင်မှာလူ၃ယောက်စာပဲချက်ပြုတ်ရတော့မယ်မာနရဲ့မင်္ဂလာဆောင်ပွဲပြီးတဲ့နောက်တီရမှာတော့ဝန်တန်းလို့မဆုံးမဖြစ်နေခဲ့ပါတယ်နောက်နေ့မနက်မှာတီရကမိဘကြောင့်လေးကိုဝင်ပြီးလူ၃ယောက်စာချက်ပြုတ်ပါတော့တယ် နှက်စာချက်ဘွားနိုင်ဝက်ပဲကြာမှာပါ။သမီးမနှက်စာချက်လို့ပြီးပြီလား။တကယ်လို့မပြီးသေးဘူးဆိုရင်မာလာရဲ့မိသားစုအတွက်ပါတခါလေးချက်လိုက်။မာလာသမီးမချက်တတ်ဘူးဆိုတာသမီးလည်းသိနေပါပဲ။ငါတော့သူ့ရခမအိမ်မှာစပုံမှုရှိလို့အဲ့ဒီမှာလက်ထပ်ပေးလိုက်တာ။ဒါပေမဲ့မာလာလက်ထပ်ပြီးရောက်သွားတဲ့နောက်သူ့ရခမတွေကစပုံမှုအလောက်ကထုတ်လိုက်တယ်လေ။သူပြောတာချွေးမှရှိနေစပုံမှုမလိုပါဘူးတဲ့။ဒီတော့သမီးကပဲသူ့မိသားစုဝမ်းရေးကိစ္စကိုပြုစုရတော့မယ်။ ဒေါ်လာအီးကဒီလိုပြောပြီးတော့အဲ့ဒီကနေထွက်သွားခဲ့ပါတယ်။အဲ့ဒီနောက်တော့တီရာရဲ့အိမ်မက်တွေလည်းပျက်စီးသွားပါတော့တယ်။ဒီလူတွေကငါ့ကိုလွတ်လပ်ခွင့်ပေးကြမှာမဟုတ်တော့ဘူးထင်တယ်။ခဏကြာမှတီရာကသူ့အိမ်ရဲ့မနက်စာနဲ့အတူသူ့ရဲ့အငယ်ဆုံးရောင်မလေးအိမ်ရဲ့မနက်စာကိုပါပြင်ဆင်ပေးလိုက်ပါတော့တယ်။အဲ့ဒီနောက်မှာတော့ဒေါ်လာအီးကအစားအသောက်တွေကိုထမင်းကြိုင်တွေထည့်ပြီးရဲမင်းကိုပေးလိုက်ပါတယ်။တားရဲ့ဒီကြိုင်ကိုတားရဲ့ညီမရင်အများဆုံးပို့လိုက်ပါမဟုတ်ဘူးဆိုရင် တားညီမရဲ့ပထမဦးဆုံးဟင်းချက်ရမှတလေပြက်စီးသွားလိမ့်မယ်။တားအမေကိုပြောတာပဲအမေသမီးကိုချက်ဖို့ပြုတ်ဖို့သင်ပေးပါလို့အခုတော့တားက delivery သမားတယောက်ဖြစ်နေရပြီ။ဂျေမင်းကမနက်စာစားပြီးတော့မာလာအင်းကမိသားစုအတွက်မနက်စာယူသွားပါတယ်။သူကတိတ်တဆိတ်နဲ့စားတောက်တွေပြီးပြီးသူ့လူကိုပြန်သွားပါတယ်။ဒီလိုနဲ့နှစ်ရက်လောက်ကုံဆုံးသွားပါတော့တယ်။အနောက်စရာကောင်းတဲ့တီတာကတော့သူ့မိသားစုအတွက်ချက်ပြုတ်နေရပြီးသူ့အငယ်ဆုံးရောင်းမလေးမိသားစုအတွက်ပါချက်ပြုတ်ရပါတယ်။ ဒီလိုနဲ့တနေ့မှာတော့တီတာကမင်းဆာချက်လို့ပြီးမှဒေါ်လာဤကငိုယူပြီးရောက်လာခဲ့ပါတယ်။ဘာဖြစ်တာလဲအမေကြီး။ဘာလို့ငိုနေရတော့မာလာရဲ့ရခမအိမ်သူအိမ်သားတွေကသူဟင်းမချက်တက်တောင်တည်သွားကြလို့လား။မဟုတ်ဘူးသမီး။အမေကြီးရဲ့သမက်ကြီးကသူသားဆော်ဆော်နဲ့အတူရောက်လာတယ်။အမေကြီးရဲ့သမီးကြီးကကားမတော်တဆဖြစ်လို့ဆေးရုံတင်နေရတယ်။သူဆေးရုံမှာရှိနေတဲ့အချိန်ထိတော့သမက်ကြီးနဲ့ဆော်ဆော်တို့ကဒီမှာပဲနေကြမှာ။ဒီတော့သမီးကသမီးရဲ့ရောင်းမကြီးမိသားစုအတွက်ပါချက်ပြုတ်သွားတော့မှာ။သမီး ။တမတ်ကြီးနဲ့မြင်းလေးစော်စော်တို့အတွက်မနက်စာချက်လာအောင်နော်။အမေဆေးရုံကနေပြန်လာခဲ့မယ်။ဒေါ်လာအီးကရေမင်းကိုထမင်းကြိုင်ပေးလိုက်ပါလို့တယ်။ရေမင်းကထမင်းကြိုင်သူ့ညီမအိမ်ပို့ပြီးအလုပ်ပြန်သွားခဲ့ပါတယ်။တိရကမိဘကြောင့်ကိုပြန်သွားပြီးတော့အောင်မြင့်နဲ့စော်စော်တို့အတွက်မနက်စာချက်ပြီးသူတို့ကိုမနက်စာကြွေးခဲ့ပါတယ်။ကိုအောင်မြင့်ဒါရီဘလို့ဖြစ်သွားတော့ဘလို့ပြောပြရမှာလဲ။ကျွန်တော်ကတော့အလုပ်မှာစစောရဲ့အမေကကမ်းမတော်တဆမှုဖြစ်တယ်ဆိုပြီးတော့ရုတ်တရက်ဖုန်းလာတော့ကျွန်တော်လည်းအပြေးလွှာရောက်လာခဲ့ရတာ သူကအချင်းနေရင်းဆိုတယ်။ဒါမဲ့အခုတော့သူအနေရကနေလွတ်မြောက်နေပါပြီ။ဘာမှမဖြစ်ပါအောင်ရှင်။မနှက်ဆောင်စားလိုက်ပါအောင်အားလုံးကောင်းသွားမှာပါ။ကိုရောင်းမရဲ့အချင်းနေကိုသိရပြီးတော့တီရမှာဝဲနေနေရပါတယ်။ဒီလိုနဲ့တမိသားစုလုံးကထမင်းစားစပွဲပေါ်ထိုင်ပြီးထမင်းစားနေကြပါတယ်။ဒီချိန်မှာပဲတိရရဲ့ဒုတိယမြောက်ရောင်းမမိသားစုကသူ့အိမ်ကိုရောက်လာခဲ့ကြပါတယ်။သမီးစပယ်မိသားစုနဲ့အတူလာပါလား။စိတ်မပူပါနဲ့ရှင်။ အမသမီးလေးကမိခင်ဖြစ်ခွင့်ရတော့မှာအန်တီဒီတတင်းကိုဖုန်းဆက်ပြောလဲရတာပဲလေဟုတ်တယ်ယာမဖုန်းနဲ့ပြောလို့ရပါမယ်လွန်ခဲ့တဲ့တပတ်တည်းကသမီးအိမ်မှာထမင်းမချက်ထားအောင်သမီးရခမနဲ့ကိုရရန်တို့ကအပြင်းအပယ်မာစားနေကြတာဒီလိုသားဆိုရင်သူတို့ကျမကြီးထိခိုက်မယ်လေသမီးကကိုဝင်နေဆိုတော့မိဖို့ကြောင့်နဲ့မှမချက်ပြုတ်နိုင်တော့လေတနေကုန်အော့အန်နေတာဘာမှမချက်နိုင်အောင်အဲ့ဒီအတွက်ကြောင့်သမီးတို့ကဒီကိုအမေ့စီရောက်လာကြတာ တမီးအစမပြေတဲ့ထီတော့ရောက်မှပဲတမီးမိသားစုချက်ပြုတ်ပေးနော်ငါတမီးလေးကကိုဝန်နဲ့ဆိုတော့သူ့ရောက်မှသူ့အတွက်တလောက်လေးတော့မလုပ်ပေးနိုင်ပါလားခမရတို့ရောက်လာတာကအချိန်ကောင်းပဲလာပါမနေ့စာစားကြရအောင်ဒီတော့စပိတ်မိသားစုလေးထမင်းစားစပိတ်ပေါ်မှာထမ်းပြီးမနေ့စာစားနေကြပါတော့တဲ့တနစီယာကောင်းတဲ့တီးရမှာတော့မိဖို့ကြောင့်ကိုသွားပြီးနောက်ထပ်အစားအသောက်တွေကိုချက်ပြုတ်နေရပါတော့တဲ့လေးယောက်မြောက်ရောင်းမှတီအိမ်ကထွက်သွားရင်တီအိမ်မှာ၃ယောက်စာပဲချက်ပြုတ်ရမယ်လို့ထင်ခဲ့တာ အခုတော့မိသားစုလေးစုစာချက်ပြုတ်နေရတော့ငါမကြခင်မှာပဲတိတ်သွားမယ်လို့ခံစားနေရတယ်။တိရကဒီလိုပြောပြီးဒေါသနဲ့အတူချက်ပြုတ်နေပါတယ်။ဒီလိုနဲ့ပဲနေရတွေကုံဆုံးသွားခဲ့ပြီးအဲ့ဒီနောက်မှာတော့အမကျွန်တော်တို့အတုတ်တမျိုးမျိုးပါတုတ်ထားပါလား။ကျွန်တော်ကအတုတ်ပါမှစားနိုင်တာ။ဒီတော့ကျွန်တော်တို့ဒါလေးတစ်ချက်လောက်ကူညီပေးပါနော်။အေးဟုတ်တယ်သမီးလေး။အန်တီတို့အတွက်တော့မနက်စာမှတူရှည်ပဲချက်ကျွေးနော်။ရောင်းမရင် သမီးအတွက်တော့ခောက်ဆဲကြော်ပေးနော်။ ဒီထက်လိုချင်တာတွေရှိသေးရင်တခါလေးပြောကြနော်အဲ့နောက်မှာတိရကမိဖို့ကြောင့်နေသွားပြီးအတုတ်တဖို့အတွက်ကြက်သွန်နေတွေညီခဲ့ပါတယ်အဲ့နောက်မှာဟင်းချက်ခဲ့ပါတယ်တိရမှာတော့မိဖို့ကြောင့်နေမှာပဲတနေ့ကုန်လုံးမတည့်ရပြီးမိသားစု၄စုစာချက်ပြုတ်နေရပါတယ်သူ့ရဲ့တနေ့တာလုံးကမိဖို့ကြောင့်နေမှာပဲကုန်ဆုံးနေရပါတယ်နေခင်း၁၇နှစ်တောင်ထိုးနေပြီးအာလောမနက်စာကို၉နှစ်မှစားကြတယ်ငါတော့၁၇နှစ်မှပဲစားရတော့တယ်အေးသမီး စားလို့ပြီးသွားရင် အမေကြီးကိုဆေးယူလာပေးပါအောင်ကွယ်အမေကြီးလည်းဆေးမတော့ရတာနှစ်ရက်လောက်ရှိနေပြီဟာ तू ကတမျိုးငါတာပဲနေရာမှာလာတက်နေပြီလေဟာတီရာကသူ့ရောက်ခမစကားကိုဂယုမဆိုင်ပဲမနှက်စာစားနေခဲ့ပါတယ်သူကမနှက်စာစားပြီးထလာချိန်မှာပဲသူ့ရဲ့သုံးယောက်မြောက်ရောင်းမာလီကသူ့ရောက်ခမနဲ့ခင်မုံတုံးနဲ့အတူရောက်လာခဲ့ပါတယ်ပြောပါအောင်ရောင်းမာလီကဘလို့ဒုက္ခများကြောင့်ရောင်းမာလီမိသားစုနဲ့အတူတီအိုကြွလာတာတော့ဟုတ်လေ ပြောချင်တာဘလို့လို့ပြီးတရုတ်ရောက်လာတာလဲ။အိုးရောက်မှလဲ။မနေ့ကပဲစပြီးတော့သမီးတို့အိမ်ကိုပြန်ဆောက်နေတာ။အနီးနားမှာအိမ်ငါးပြီးနေတာဈေးကြီးလွန်းနေလေ။အဲ့ဒါကြောင့်သမီးတို့တရုတ်ပဲရောက်လာတာ။သမီးကမိသားစုစားဝတ်နေရရောအိမ်ဆောက်တဲ့လုပ်ငန်းရောတခါတည်းမထိန်းသိမ်းနိုင်ဘူးလေ။အဲ့တော့သမီးမိသားစုရဲ့စားရေးတောက်ရေးကိစ္စကိုရောက်မှစီပဲအက်လိုက်မယ်နော်။ဒီမှာအစရေကတေလောက်အောင်ချက်ပြုတ်နေရတာ။အခုတော့နောက်မိသားစုတက်စုထတ်တိုးလာပြီပေါ့လေ။သမီးလောက်တာအရန်မှန်နဲ့သမီး ဒေါ်လာအီမာကတော့သူချွေးမကိုအာမနာပဲသူသမီး၄ယောက်စလုံးမိသားစုရဲ့စားရေးတောက်ရေးကိစ္စကိုတိရစီအလိုက်ပါတယ်။အဲ့နောက်မှာတိရရောက်မှ၄ယောက်လုံးရဲ့စားကောင်းတောက်ဖွဲ့တွေအားလုံးကိုသူတယောက်ထင်းပဲချက်ပြူရပါတယ်။တိရမကမနက်၅နာရီခန့်ကချက်ပြူနေရပြီးည၁၂နာရီထိမိဖို့ကြောင့်နေမှာပဲနေနေရပါတယ်။အမလီငါချစ်ဇနီးလေးကတော့သူမြောက်ကိုအမြဲတမ်းဂယုဆိုင်ပေးတတ်တာအခုတော့သူကိုယ်တိုင်ကိုပဲဂယုမဆိုင်နိုင်တော့ဘူးဖြစ်နေတယ်။နင်ခန္ဓာကိုယ်ကလည်းကြက်သွန်ဒီအာလူးနဲ့နေရနေတယ်။ သိရင်နေကိုနိုင်ကမိဖို့ကြောင့်ကြာနေတာပဲဒီမှာကျမပေမန်းမိတိတ်ရောမယ်ရှင်ကကျမလောင်ပြောင်နေတာပေါ့လေဟာငါနောက်နေတာပါတော်တော့ရှင်ကျမကိုစကားလာပြောမနေနဲ့တော့တီရာကဒေါသထွက်ပြီးစောင်းချုံကအိတ်သွားပါတော့တယ်အဲ့နောက်မှာမနေ့အစောကြီးပြန်ချပြီးမိသားစု၅ယောက်စာချက်ပြုတ်နေရပါတယ်ရေမင်းကလည်းတီရာကိုပြန်ချော့ဖို့အတွက်ရုပ်ရှင်လက်မှတ်နှစ်စောင်းယူပြီးရောက်လာခဲ့ပါတယ်မင်းညာကိစ္စအတွက်တောင်းပန်ပါတယ်ညနေ9:00လောက်အစင်းတင်လောက်ထားတော့ ဒီနေ့ငါတို့နေရာရုပ်ရှင်သွားကြည့်ကြမယ်။နေလဲမိဖို့ကြောင့်နေရာအပြင်ကိုမထွက်နိုင်တာကြာနေပြီလေ။ဒီတော့နေလဲအပြင်ကိုအလေလေးပါလေးထွက်ခွင့်ရသွားမှာပေါ့။ရုပ်ရှင်လက်မှတ်ကိုမြင်ပြီးတိရကပျော်ရှင်သွားပါတော့တယ်။ညနေခင်းမှာသူကသူ့အလုပ်ကိုလက်စားတက်နေချိန်မှာပဲမိဖို့ကြောင့်လေးကိုအောင်မြင့်တဲ့စပေးတို့ရောက်လာကြပါတယ်။ရှောင်းမသမီးတို့အတံပြားကြီးဖြော်ပေးပါလား။သမီးနေထိုင်မကောင်းဖြစ်နေလို့တဇောကနူပေါင်းမုံကျော်စားကျင်နေတဲ့ပြီးတော့နှင်းစီကအရင်ကထက်တက်တာလာပြီအမသူ့အတွက်ပင်ထမင်းချက်လိုက်ပါလား ကျွန်တော်စီးရုံယူသွားမလို့တီရာကသူတို့နှစ်ယောက်လုံးကိုမငင်းနိုင်ခဲ့ပါဘူးဒီတော့သူနောက်တစ်ခေါက်ပြန်လေချက်ပြုံနေရပါတယ်ဒီကိစ္စတွေကြောင့်သူ့မှာရုပ်ရှင်ကြည့်ဝင်လည်းမရလိုက်ပါဘူးဒီလိုနဲ့နောက်ထပ်နေ့ရက်တွေကုန်ဆုံးသွားပြန်ပါတယ်တနေ့မှာတီရာအိယာထနောက်ကျသွားပြီးအားလုံးရဲ့လူရင်းစန္ဒအတိုင်းမချက်ပြုံနိုင်တော့ဘဲနဲ့အားလုံးဝမ်းဝအောင်ဦးစားပေးပြီးပလာတာထမင်းပင်းဟင်းနဲ့နှင်းတွေကိုချက်လိုက်ပါတယ်တမင်းတမင်းတီနဲ့ချက်ပြုတ်ပေးတဲ့ပုံစံလေး မသိရင်ဝေကျွေးမကြေလို့လှုပ်ပေးနေရတာကြာနေရပဲ။ရှားမတောက်တေချာစဉ်းစားတဲ့နဲ့နော်။သမီးကကိုဝင်သေးဆိုတာသိနေရတဲ့နဲ့တလောင်းရုပ်ဒီမြများများထက်ရလား။ကျွန်တော်ကအတုတ်တမျိုးမျိုးပါမှအဆင်ပြေတာလို့ပြောခဲ့တဲ့တောင်ခင်ဗျားအတုတ်မတုတ်ထားဘူး။အားလုံးကတီရကိုသူပြောကိုပြောပြောဆိုနေကြခြင်းပါပဲ။မာလာရဲ့ဖုန်းဝင်လာခဲ့ပါတယ်။အမေသမီးကရောင်းမကိုတံပေါက်ချက်ပေးပါလို့မှာထားတာတောင်။ရောင်းမတီဟာရီထည့်ပေးလိုက်တယ်။အခုတော့ရောင်းမကြောင့်သမီးတီမှာအဆူခံနေရပြီ။ဟဲ့တီတာ။ နင်ကဘာလို့ချင်နေရလဲနင်ကြောင့်ငါအရှက်ရနေပြီဆိုတာနင်သိလားဒေါ်လာကြီးရဲ့စကားကြောင့်တီးရမှာလုံးဝပောက်ကွေးသွားပြီးမာလာရဲ့မိသားစုဝင်တွေပါခေါ်ကအားလုံးရှိမှသူ့ရဲ့ပောက်ကွေးမှုတွေအားလုံးကိုထုတ်ဖော်ပြလိုက်ပါတယ်တမင်အခုပြောမဲ့စကားတွေကြောင့်တမင်ကိုခွတ်လွတ်တော့အမေကြီးခမားတို့တွေထဲကဘသူကများကိုမိသားစုနဲ့တူကိုရောင်မလေးရောင်မိသားစုရဲ့စားရေးတောက်ရေးကိုထိန်းသိမ်းဘူးလေဒီမှာခရေရောင်မလေးအိမ်ကပြန်လည်ပြုတ်ပြင်နေတယ်ဆိုတော့တခြားနေရာမှာအိမ်ငါးပြီးနေတာဘာများဖြစ်သွားမှာလဲ ဈေးကြီးလဲခဏပဲငါပြီးနေရမှာလေပြီးတော့စပယ်နင်တယောက်တည်းကိုဝင်ရပူးတာမဟုတ်ဘူးအော့အန်နေလဲဆရာဝန်ပေးတဲ့ဈေးကိုတောက်လေနင်မိသားဆိုတာခဏလောက်ကြည့်မထိမ့်မနိုင်ဘူးလားပြီးတော့ကိုအောင်မြင့်ရှန်ရှစ်မျိုးသမီးမရှိရင်ရှင်နဲ့ရှင်သားလေးအတွက်ဘာမှမလုပ်ပေးတတ်တော့ဘူးလားမလားနင်မိသားဆိုတီယိုခေါ်တဲ့အတွက်ငါနင့်ကိုတောက်မှန်နေနော်အန်တီရဲ့ချွေးမှာအစားတော့မချက်တတ်တာအန်တီမသိဘူးလားအန်တီကအရင်လိုစပုံမှုတယောက်လောက်တောင်မထားနိုင်ဘူးလားမထားနိုင်ဘူးဆိုရင်လဲကို့ချွေးမောင်ချက်ပြုတ်တဲ့အောင်တေမဲလေ ။အီရရဲ့ဒုက္ခတွေကသူ့ရဲ့စကားတန်တွေထဲမှာအပြည့်ပါနေခဲ့ပါတယ်။သူ့ရဲ့ပြောစကားတွေကြောင့်အိမ်မှာရှင်းနေတဲ့သူတွေအလုံးကနှုတ်ဆက်နေကြပါတယ်။ရောင်မဆိုရမျိုးကကိုရောင်မလေးတွေအတွက်တရက်စာချက်ပေးဖို့တော့မှဝန်လေးနဲ့တက်ကြတာ။ဒါပေမဲ့သမီးကတလောက်နေ့တွေအများကြီးတရရောင်မလေးယောက်ရဲ့မိသားစုအတွက်ချက်ပြုတ်ပေးနေတာ။အခုတော့တုတ်ပြန်တဲ့နေပြီ။အိနေမှာတော့တိရာကသူ့ရဲ့စိတ်ခံစားချက်တွေအားလုံးကိုထုတ်ဖော်ပြလိုက်ပါတယ်။အိနောက်မှာအားလုံးကတိရာကိုစာနာတနာသွားကြပါတော့တယ်။ အဲ့နောက်မှာရောင်းမလီအားလုံးကလည်းသူတို့ရဲ့မိသားစုဝင်တွေကိုသူတို့ကိုယ်တိုင်ပဲချက်ပြုတ်ပေးနေကြပြီးမာနရဲ့ရောက်ခမကလည်းသူ့ကိုချက်နှီးပြုတ်နှီးတွေတင်ပေးလိုက်ပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်